အဲအလုံးမင်္ဂလာပါမျိုးတွေတဲ့နော်ဒါငါးပရိတ်ကိုဖရိန်အပြည့်ပြမှာနော်ကိုးတယ်လေးတယ်နှစ်တယ်ရှုပ်တော့မရှုပ်ကြနဲ့သလားနည်းနည်းတော့ရှုပ်မှာဖရိန်ရဲ့ကျဲလွန်အကြီးလို့နော်အဲ့လိုဖြစ်ပြီးလို့ရှိရင်အပေါ်တက်သွားတာအဲ့ငါးကြောင်တဲ့နော်ပရိတ်ငါးအလိုဖြစ်မယ်တဲ့ဖြစ်ပြီးသူ့ရဲ့အပေါ်မှာ၆ပရိတ်တော့ပြောပြထားတယ်နော်ဒီနှလုံး၆ဟုတ်တဲ့၆ပရိတ်လို့ခံပြီးအဲ့၆ကြောင်တိကလေးခါလဲဝင်လိုက်ရောတပင်နှစ်ပင်သုံးပင်လေးပင်ဆင်လာ ਈ တဲ့နော်ဒီသုံးလုံးတက်တယ် ဲ့သုံးလုံးတက်ကတစ်ကြိမ်၊ငကြိမ်၊သုံးကြိမ်၊လေးကြိမ်၊ငါးကြိမ်မှာဗရိတ်တေးလို့ကြာအောင်မှာကြာပြီးလို့ရှိရင်ပြန်ပြမယ်နော်အဲ့ဒါဒီငါဒီသုံးညဒီသုံးလုံးငါဖြစ်ပြီနော်အဲ့သုံးလုံးငါဖြစ်ပြီတပင်၊နှစ်ပင်၊သုံးပင်၊၄ပင်၊၅ပင်မှာသွားလာ ਈ တဲ့ဒီသုံးညလေးလည်းမှတ်ခဲ့ထွက်မဲ့အဲ့ခုထွက်မဲ့အပင်ရဲ့တပင်ကြောင့်မဟိတ်သုံးညလေးရသုံးညဆိုရင်နှလုံးကူးလေးရသုံးညတစ်လုံးကြာအဲ့ဒါဆိုရင်သုံးည၄တဒီသုံးလုံးငွေကနန်းအောင်ညာသုံးည၄တလို့အောင်ညာခုပင်မှာ အဲ့ဒါဆိုရင်ဒီပေါင်းခဲ့တဲ့6ဒီ6ပိတ်ကြောင့်6ဖြစ်ခဲ့တယ်ဟုတ်ပြီနော်အမျိုးတွေအဲ့ဒါဆိုရင်9 3ည9နော်9အဲ့နှစ်မှာကြည့်လိုက်9ပိတ်ကတပွဲနှစ်ပွဲသုံးပွဲလေးပွဲအောင်ပြီးမှဒီပင်မှာအောင်ပါနော်ခုန6 3ည4တစ်စုံတိုင်းအောင်နေတာအဲ့လိုအောင်မှုအတွက်ကိုတဲ့ဒီပေါင်းခဲ့တဲ့6ဒီ6ကြောင့်6လေးဖြစ်တယ်အဲ့နောက်တစ်နှစ်မှာ နောက်ပေါင်း6နဲ့ပရိ5နောက်ပေါင်း6နဲ့ပရိ5เนาะအဲ့ဒါဆိုရင်အဲ့ဒါပြီးရင်ဒီပင်ရောက်လို့ရှိရင်ဒီတုံညာလေးကိုခုနမှတ်ခဲ့တယ်เนาะဒီနှလုံးပေါင်းတဲ့တုံညာလေးကိုတုံညာခါလေးထိုင်တယ်เนาะနော်တုံညာခါလေးထိုင်တာတဲ့ထိုင်ပြီးမှသူကဒီပင်ကိုအောင်းညင်တာတပင်ညော်လေးအောင်းညင်တာအဲ့ဒါဆိုရင်ဒီကိုဘာလို့လာလဲ 6ခနှစ်ပရိတ်4ပရိတ်6နှစ်4เนาะနောက်6လို့ပြန်ချုပ်သွားတာเนาะချုပ်သွားတဲ့အပင်လေးအောင်မှာအောင်းနေတာသူအောင်မှုအတွက်ကဘာတွေလို့လို့လို့ဆိုပြန်ပြမယ်เนาะဒီသုံးလုံးတိခဲ့ပါပရိတ်နှစ်ပရိတ်နောက်တောင်သုံးလုံးနှစ်ခွန်းလို့ဖြစ်နှစ်လို့ဖြစ်4လို့ဖြစ်တာเนาะအဲ့ဒါဆိုရင်နှစ်ခွန်းနှစ်4လို့ဖြစ်ဒီမှာနော်တို့က လေးကြောင်နောက်နှလုံးကိုးခဲ့လို့ရှိရင်မှယူလို့လည်းရပြီဒီကောင်အောင်မှာသူအောင်မှုအတွက်ကိုဒီထောင်သုံးလုံးခါသုံးလုံးဒီငါတပင်းတပင်းသုံးပင်လေးပင်ငါပင်တည်းလဲတုံညာဒီသုံးလုံးဒီတုံညာနော်အဲ့ဒါဆိုရင်တပင်းတပင်းသုံးပင်လေးပင်အောင်20ကျင်းဆင်းလိုက်ဗျာ196က6 6နဲ့ဒီ4နဲ့ပေါင်းတာတုံညာဒီတုံညာဒီတုံညာဒီတုံညာလို့ဖြစ်ခဲ့မှာတုံညာကြောင်ငါးဖြီမှာတုံညာပရိကြောင်ငါးဖြီမှာဘာလို့ငါးဖြီအောင်ဆိုတော့ စတယ်ပြီးခဲ့တဲ့2 4 9ဆိုတဲ့9ပုံမှာဒီပင်မှာ9ပရိပြန်ဖြီမယ်လို့ဆုံးဖြတ်တာเนาะမျိုးတွေဟုတ်ပြီအဲ့တော့တော့ဒုတိယကချီးကြမယ်เนาะ2 4 9ပဲအဲ့မြင်းနိုင်တဲ့တယ်ဆိုလဲ9ကြောင့်မလို့ပရိ9လေးစတယ်ပြီးတဲ့เนาะတဲတဲ့အချိန်မှာတဲ့နောက်နှလုံး6 336 6ပရိလို့ထိုးပြီးမှာတစ်ကလေးလဲခါထိုင်ရောတပင်နှစ်ပင်သုံးပင်ဆင်လာရတဲ့ နောက်သုံးလုံးတက်ရှေ့သုံးလုံး sorry ရှေ့သုံးလုံးတက်ဗရိတ်နှစ်လို့ခံတဲ့အချိန်မှာတပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်မှာဗရိတ်တက်လို့ဒီတက်ကြောင့်တက်ဗရိတ်လို့လာထောက်ထောက်တဲ့အချိန်မှာထောက်ပြီးသွားရင်နော်ဒါအဲ့ဒါဆိုရင်ဒီငါးဗရိတ်သူ့ကြောင့်တုံညလို့ဖြစ်တုံညလို့ဖြစ်ပြီးဒီသုံးလုံးငါးလို့လည်းဖြစ်လာရောတပင်နှစ်ပင်သုံးပင်လေးပင်နော်ဒီကိုးလည်းမှတ်ခဲ့ဒီနှလုံးကိုးမှတ်ခဲ့အဲ့ကိုးလေးခါထိုင်အောင်ပါအဲ့ဒါဆိုရင်သူ့ဒီဘက်3 6 6ဆိုတဲ့ကဏ္ဍလေးကဒီဘွဲကိုအောင်းညင်တာအဲ့အောင်းမှုအတွက်ကိုးနောက်နှလုံးခုန်ခုန်ပိတ်ကလေးပိတ်ခဲ့တဲ့ ကနန်းကိုမှတ်ထားနော်ဒီနောက်နောက်နှလုံးခွန်နဲ့ဗရေ9အောင်ပါဟုတ်ပြီအဲ့ဒါဆိုကိုခါကြခဲ့ပြီနော်အဲ့မှာကြည့်လိုက်နောက်နှလုံးခွန်နဲ့ဗရေ9တဲ့အဲ့ဆိုရင်ဒီပွဲမှာနောက်နှလုံးခွန်နဲ့ဗရေ9တို့ကြာသွားလို့အောင်းမိမှာလားကျွန်တော်တို့ကတော့အဲ့လိုမတွေ့တော့ဒီ9ဗရေဘေးမှာတစ်ခါထိုးမယ်ဒီ9မှာတစ်ခါထိုးမယ်ဘာလို့ရုံးဆိုတော့အဲ့လို9ကြီးဖြစ်ခဲ့တဲ့နှစ်မှာတဲ့9ဗရေဒီတစ်ကြိမ်နှစ်ကြိမ်3ကြိမ်4ကြိမ်ပဲကြာမယ်တဲ့ဟုတ်တယ်နော်မျိုးတွေအဲ့ဒါဆိုရင်ကြည့်နော်ဒီသုံးလုံးငားခဲ့လို့9ဗရေကတစ်ကြိမ်နှစ်ကြိမ် 3ချိန်4ချိန်နဲ့ကြတယ်တဲ့။ तू ကြတဲ့5ပရိတ်တည်တဲ့။နော်။နောက်ပေါင်း6နဲ့5ပရိတ်။ तू နဲ့တက်တဲ့5ပရိတ်မှာပဲနောက်ပေါင်း6နဲ့5ပရိတ်လို့ပြန်ကြတာ။ထိတ်ကတော့ထိတ်ပဲနော်။ဟုတ်ပြီနော်။အဲ့ဒါဒီဒီ6ဒီ6တော့ဟုတ်ပြီအဲ့ဒါဆိုတော့ဒီခွန်ဒီခွန်ကြောင့်ပရိတ်ငါ4ပွဲကြမှာ2ပွဲ2ပွဲ3ပွဲ4ပွဲကြတဲ့ချိန်မှာပရမပရိတ်ငါပြီမှာ8ထိတ်နဲ့နောက်ပေါင်းခွန်ပရိတ်ငါကြပြီတဲ့။ဒီမှာတော့ကြထားတယ်။ဒါပေမဲ့ဒီပရိတ်ငါနဲ့ မတည့်လို့ဒီဘွဲကိုဆက်ထိုးမယ်ဘာထိုးမှာလို့ရှစ်ကိုရှစ်ထိုးမယ်ရှစ်ရှစ်ကိုဆိုကြတဲ့ဒီမှာထိုးမယ်ဒါပေမဲ့ main ထိုးမှာ630เนาะအဲ့ဒီ6ဟုတ်ပါဘူး663 sorry မျိုးတွေ663เนาะအဲ့ကောင်ကဘယ်လာလို့366ဆိုကြတဲ့ကနန်းလေးကဒီဘွဲမှာအောင်းညင်တာအဲ့အဲ့အောင်းမှုအတွက်ကိုဘာလုပ်ကြမလဲကိုခါတယ်နှစ်ပရိတ်တယ်လေးပရိတ်တယ်နော်၉နှစ်၄လို့ဖြစ်တာ ਨੇ တပြိုင်တည်းအဲ့ဒီ၉နှစ်၄ကြောင်းဒီ၄ကြောင်း နောက်ကိုတဲ့ခုနကတော့ကျွန်တော်ကြည့်ခဲ့တဲ့ကိုးခါလေးနော်မှတ်မိရဒီကိုးခါလေးဒီကိုးခါလေးဒီဘယ်ကလာဒီနှလုံးကိုးခဲ့တဲ့ကိုးခါလေးဟုတ်တယ်နော်မျိုးလေးအဲ့ဒါဆိုရင်တဲ့ဒီတစ်ဖြစ်ခဲ့လို့တစ်ပရိအောင်တဲ့ချိန်မှာဒီသုံးလုံးနှစ်ဒီသုံးလုံးနှစ်ခွန်နှစ်လေးလို့ပြန်ချုပ်တယ်အဲ့လေးကြောင့်နောက်နှလုံးကိုးလို့ချုပ်တဲ့အပင်ရဲ့ဘေးမှာ663ဆိုတဲ့ကဏ္ဍဒီမှာအောင်းနေတာသူအောင်မို့အတွက်ကိုးတဲ့463ည30လို့ချုပ်တာ3ည နှစ်သုံးလေးငါတုံညလို့ချုပ်ပြီးအဲ့24ကျင်ပါဆန်လိုက်ပရိချောင်းနဲ့ဒီလေးနဲ့ဒီတုံညတုံညဒီနှလုံးတုံညဒီတုံညဒီတုံညလို့ဖြစ်တဲ့ချင်းတုံညကြောင့်ငါးပရိလို့တဲတာဘာလို့ဒီငါးပရိအောင်နေတာလုံး663အောင်နေတာသူစတဲတဲ့ frame ဒီငါးပရိတဲခဲ့တာငါးပရိတဲเนาะငါးပရိထောက်ခဲ့တယ်ဟုတ်ပြီเนาะငါးပရိတဲတယ်เนาะငါးပရိထောက်ခဲ့တယ်တုံညထောက်ခဲ့တယ် သုံးလုံးငားခဲ့တယ်အဲ့ဒီငားပုံကဒီသုံးလုံးငားလူလာတဲ့တဲ့ငားလေးထွက်လာဟုတ်ပြီနော်အဲ့ဒါဆိုရင်နော်ကိုးနှစ်လေးငားတဲ့တဲ့ဗရိတ်ငားတဲ့တဲ့တုံညတဲ့ခဲ့တဲ့သုံးလုံးငားတဲ့ခဲ့တဲ့နော်သူကနေတက်တက်သွားလိုက်ခြေသုံးလုံးငားတဲ့တဲ့ဒီငားလေးကိုအောင်းနေလား366ပြီဒီဘွဲမှာအောင်းနေလားဟုတ်ပြီနော်ဒီဘွဲမှာနော်ညိုလေးကနဲခဲတယ်ညိတယ်မမြင်ရဘူးဖြစ် ဆုံးအာမင်မျိုးတွေဒါပေမဲ့89နဲ့698ကလေးတော့အရန်ထည့်ထုံနော်မိန်းသူမေကနန်း663အားလိုက်မယ်နော်ဒီ889နဲ့698လေးတော့အရန်ထုံလိုက်နော်မျိုးတွေကဲ22ကြိမ်တော့မင်္ဂလာမျိုးတွေဖိုရင်ကျဲတယ်နော်ကျွန်တော်ကဘိုးတော့ကဘယ်လိုအကုန်မပြောင်းနဲ့ဖြတ်ဖြတ်ပြထားခဲ့တာမလို့ရသေးဘူး ဒီမှာသူကြံနေဖိနေအများကြီးပဲနော်ဒါတွေသူမပြခဲ့တော့နော်ဒီထောင်းတွေသူမပြခဲ့တော့နော်ဒါတွေမပြခဲ့တော့အားကြောင့်မို့ကဲမျိုးလေးဒီဘက်က663အဲအားလုံးမင်္ဂလာပါမျိုးလေး